မင်္ဂလာပါရှင်ဒီစမလာပြည့်နဲ့လုံနိုင်တဲ့နီလန်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်အမျိုးသမီးအများစုကတော့ surprise လို့ခေါ်ကြတဲ့ထင်မှတ်ထားတဲ့လက်ဆောင်မျိုးကိုမျောလင့်ကြပါတယ်လုံလားကြပါတယ်အထူးသဖြင့်တော့ချစ်သူအိမ်နောင်ဘက်ကနေမှကိုကားရီအိမ်နေစိတ်နေစတဲ့ပေါ့နော်အဖိုးတန်လက်ဆောင်မျိုးကို surprise လို့ပေးတာမျိုးကိုအမတန်မှလိုချင်ကြပါတယ် တကယ်တော့အဲ့လိုလက်ဆောင်တွေရရှိခြင်းဟာအဲ့ဒီအမျိုးသမီးရဲ့မွေးရာပါမူလဇာတာပေါ်မှာကိုပါလာတယ်လို့ဆိုပါတယ်ကျမစိတ်ထဲတော့တိတ်တော့မချိနှက်ဘူးပေါ့နော်အဲ့လိုဆိုခရင်ဒီမျိုးသမီးတချို့လောက်ပဲရရမယ်ဆိုရင်တော့တခြားမိလားမရှိဘူးလားလို့အဲ့လိုတွေးကြည့်တာပေါ့နော် တွေးကြည့်ပြီးတော့ရှားကြည့်တဲ့အခါမှာတော့အခုပြောပြမယ်နီလန်းလေးကိုတွေ့ရပါတယ် လာပြီညဒီမှာလှုပ်ဆောင်ရမှာဖြစ်ပါတယ်အခုလာမယ်ဒီဇမလေးရဲ့နေကတော့လာပြီနေဖြစ်ပါတယ်စူပါဖူးမွန်လို့လည်းခေါ်ပါတယ်စူပါမွန်ဆိုတာကတော့လာနဲ့ကဘာနဲ့နီးလို့ထင်ရှားကြီးမားပြီးတောက်ပါဆိုတာလာကိုမြင်ရတဲ့အချိန်ကိုပြောတာပါဘာလေးလို့လဲဆိုရင်ဘီးတစ်ချောင်းလို့ပါတယ်တက်နိုင်ရင်တော့ဘီးအစ်စ်ကိုဝေထားရင်ပိုကောင်းပါတယ်မတက်နိုင်ဘူးမဝေနိုင်ဘူးဆိုခဲ့ရင်လည်း ရှိပြီးသားပြီးအဟောင်းကိုသုံးလို့ရပါတယ်။လောက်ရမှာကတော့လာပြည့်ည9နာရီကျော်မှလောက်ရမှာဖြစ်ပါတယ်။အဲ့ဒီချိန်မှမှလာပြည့်ကပို့ပြီးထင်ရှားတောက်ပါလာလို့ဖြစ်ပါတယ်။လောက်ရမယ့်နေရာကလည်းတင့်အိမ်အတွင်းကနေမှလာပြည့်ကိုမြင်နိုင်တဲ့ပြတင်းဘက်ကနေရက်ပြီးတော့လောက်ရမှာပါ။တင့်စပင်ကိုဖြီးရမယ်။ဖီးနေနဲ့လာမင်းကိုကြည့်ပြီးတော့စကားပြောရမယ်ပေါ့နော်ပြောရမှာကတော့ သင်ထံကိုပစ္စည်းတွေလက်ဆောင်တွေ surprise gift တွေပေါ့နော်အဲ့ဒါတွေယူလာပေးပါလို့ပြောရမှာဖြစ်ပါတယ်လာမင်းကိုပြောတာပေါ့နော်သုံးချိန်တည်းသင်စပင်ကိုဖြီးပါဖြီးပြီးရင်အဲ့ဒီဘီးကိုပရင်းပေါက်ရဲ့ပေါင်ပေါ်မှာတင်ထားခဲ့ရပါတယ်မနဲ့မှာအဲ့ရဆိုးဆိုးထားပါနေမထွက်ခင်မှာအဲ့ဒီဘီးကိုတိမ့်ယူထားလိုက်ပါ နောက်နေ့ဒီမှာလဲနေ့စဉ်ပဲဒီဘီးကိုတုံးပြပေးပါ တကယ်လူများသင်နေတဲ့အရက်ကလာအောင်မမြင်အောင်ဆိုရင်တော့လုံလို့မရဘူးပေါ့နော်သင်နေတိုင်းနဲ့အိမ်မှာပရင်းပေါင်ရှိဘူးဆိုရင်တော့အိမ်ပြင်ကိုထွက်ပြီးတော့လှုပ်ပါဘီးကိုလည်းလာရောက်ကြနိုင်တဲ့နေရာတစ်ခုမှာထားခဲ့ပါမနေ့ကျမှပြန်သိမ်းလိုက်ပါတစ်ချိန်လုံးယုံနဲ့ထူးကြပါတယ်တင့်မှာကမ်းမရှိဘူးဆိုရင်တောင်မှလက်ဆောင်အသေးမွှားလေးတော့ရလာကြပါတယ် ဒါကကျမလက်တွေ့စမ်းသပ်ထားတာကိုပြုတ်ပြတာပါတကယ်လို့သင်္ကန်းရှိနေတယ်ဆိုရင်တော့လက်ဆောင်တွေအများကြီးရတာဖြစ်ပါလိမ့်မယ်နောက်တခြားလပြည်တွေမှာလည်းဆက်ပြီးတော့အသုံးပြုသွားလို့ရပါတယ်ရှင်ယေရှုတင်ပါ